အဲဒီကနေ့ဘုန်းကြီးဟိုဘက်တနေ့ကပြောခဲ့တဲ့ why human why human ရဲ့ဘာကြောင့်လူဖြစ်လာရသလဲဆိုတော့အစိတ်ပိုင်းရဲ့ဒုတိယပိုင်းနည်းနဲ့ပြောပါမယ်ဘုန်းကြီးကိုယ်တိုင်ငယ်ရကကြီးလာတာအားလုံးလည်းပဲငယ်ရကကြီးလာကြတာပဲစိတ်ကိုကြီးကြီးလင်းလင်းလေး ရှင်းရှင်းလင်းလင်းလေးထားပြီးတော့နော်မှန်ကန်တဲ့တမာဒိဋ္ဌိဉာဏ်အမြင်နဲ့ဘုန်းကြီးတို့ဘုန်းကြီးလေးလာထားတာတွေဘုန်းကြီးကိုယ်တိုင် satisfaction ဖြစ်ခဲ့တာတွေပေါ့နော်ဘုန်းကြီးကိုယ်တိုင် satisfaction ဖြစ်ခဲ့တာစိတ်ကျဉ်းနှက်စရာတွေအဲ့ဒီစိတ်ကျဉ်းနှက်စရာကိုစိတ်ကျဉ်းနှက်စရာတွေမထားဘဲနဲ့နိုင်ငံတကာကရောက်လာတဲ့အလားပညာရှင်တွေ သိစရေးတဲ့သူတွေ comparative study လုပ်တဲ့သူတွေနောက်ဗုဒ္ဓဘာသာကိုစိတ်ဝင်စားပြီးတော့ဗုဒ္ဓဘာသာ အဖြစ်ခံယူခြင်းလို့တရားလာထိုင်တဲ့သူတွေနောက်သူတို့ကိုယ်တိုင်ကလည်းပဲသူတို့ရဲ့အတိုင်းဝိုင်းလိုက်ဗုဒ္ဓဘာသာအဖြစ်ခံယူပြီးသားသူတွေနောက်အဲ့ဒီလိုလူတွေကိုဘုန်းကြီးကဘုန်းကြီးကကံအားလျော်စွာပေါ့နော်တရားပြတာကွင့်နေရာတစ်ခုကိုဘုန်းကြီးကရခဲ့တယ် အဲရခဲ့တဲ့ခါကျတော့ဘုန်းကြီးတို့ကိုအမြဲပြောတဲ့စကားတစ်ခုရှိတယ်အဲ့ဒါပါလဲဆိုတော့ when you really want to learn with me please put aside your religious belief faith an opinion on religion မင်းတို့ငါနဲ့လေ့လာတော့မယ်သင်ယူတော့မယ်ဆိုလို့ရှိရင်မင်းတို့ရဲ့ဘာသာရေးယုံကြည်မှုနော်မင်းတို့ရဲ့ဘာသာရေးဆိုင်ရာအယူဆအမြင်တွေကို put aside နည်းနည်းလေးခဏပေးထားပေးပါနော်နည်းနည်းလေးခဏပေးထားပေးပါလို့အဲ့ဒါလို့ပြောလိုက်တယ်ဆိုလို့ရှိရင်တို့ကမျက်စိပြုတ်ပြီးတော့အံဟုတ်တကြီးဖြစ်ကြတယ်ဟာဒါတော့ဒါတော့ဖြည့်ဖြည့်စင်မဟုတ်ဘူးဆိုတာကိုတို့နားလည်ကြတယ်ဒါဘုန်းကြီးအတီပေါ်ပြောနေတာအတီပေါ်ပြောနေတာတို့နော်အဲ့မင်းတို့ကလည်းလေးလာမယ်သင်ယူမယ်ဆိုရင်မင်းတို့ရဲ့ဘာသာရေးယုံကြည်မှုတွေဘာသာရေးပေါ်အမြင်တွေယူဆတွေကိုခဏပေးထားပေးပါ If you really want to learn with me, please put aside your religious belief and faith and opinions on religion. Let us think for a while seriously. Look back when you were born, when you were born as a baby. Minhu Glilipwa Mwezenga Chengu Pianji. Were you a religious person or not? Minha, Bada the Ku, Bada the Yau, Bada when the Yau Pshike Bayela. Bada Yi, you the Ganshang to Or you were born religiousless. Tamamu Minha, Bada Yi, Mapa Webe Mwila Gebadala. ဒါဘုံကြီးနေလားစဉ်းစားခိုင်းနေ I myself when I were born I didn't realize whether I am a boy or a girl I just was born as a baby ဘုံကြီးမွေးစဉ်ကအချိန်ကိုပြန်ပြောရရင်ဘုံကြီးအဲ့ဒါမျက်စိမေးပြီးတော့တရားထိုင်တယ်လို့နော် let let us think for why seriously လို့ဒီလိုပြောပြီးတော့မျက်စိမှိတ်ပြီးတော့သူတို့လည်းပဲဆင်ကျင်ပြီးတော့ဆင်ကျင်ခိုင်းပြီးတော့ပြော အဲ့ဘုန်းကြီးမွေးစားကကလေးတယောက်ဖြစ်နေမွေးစားကဘုန်းကြီးဟာယောက်ျားလေးလားမိန်းမလေးလားလို့ကို I didn't realize whether I was a boy or a girl ငါဟာယောက်ျားလေးလားမိန်းမလေးလားကိုမသိဘူး So I was too far away from religious understanding ဘာသာရေးဆိုင်ရာအသိဉာဏ်မှငါဟာအလွန်ကြီးဝေးပါတယ်လို့ဒါဒီလိုဘုန်းကြီးအမြဲတမ်းပြောတယ် But when I was born in a Buddhist society. But they call me. They put the name of Buddhism on me. They put the name of Buddhism on me. You maybe put the, the name of Christian on you, the name of Muslim on you, the name of Hinduism, Hindu on you. အဲ့တော့မင်းတို့ငါမွေးဖွားလာတဲ့အချိန်မှာငါဗုဒ္ဓဘာသာ society ထဲမှာမွေးဖွားလာတဲ့အတွက် ငါဘဝဉာဏ်ကငါရဲ့ခန္ဓာကိုယ်မှာဗုဒ္ဓဘာသာဆိုတဲ့အမည်ကိုတင်ပေးလိုက်ကြတယ်။ပြည့်ညတ်တင်ပေးလိုက်တယ်ပေါ့နော်။နော်မင်းတို့ကလည်းပဲမွတ်စလင်ခရစ်ယာန်ဟိန္ဒူအစိုက်ရှိတဲ့ဖြင့်ဒီလိုမျိုးမင်းတို့ရဲ့မွေးဖွားရာအတိုင်းဝိုင်းလိုက်ပြည့်ညတ်တင်ခံခဲ့ရတယ်။နော် It was is was it right or wrong? Or how can we say was it true or not? အဲ့ဒါဟာမှန်လားမှားလား တကယ်ပဲမှန်ရဲ့လားငါတို့ဘယ်လိုပြောနိုင်မလဲလို့ဆိုအဲ့သူတို့လည်းတေးသေးချာချာစဉ်းစားကြပါလေဘုန်းကြီးနဲ့လေ့လာတဲ့သူတွေက of course of course we can say nothing ဘာမှဘုန်းကြီးတို့မပြောနိုင်ဘူး oh this is the reason we were born religiousless ငါတို့ဟာဘာသာမဲ့တွေဖြစ်နေမွေးလာခဲ့ကြတယ်ဘာသာမဲ့တွေဖြစ်နေမွေးလာခဲ့ကြတယ် but we are composed of mind and matter physical and mental phenomena ဒါပေမဲ့လည်းငါတို့ဟာယုံနဲ့နံနှစ်ခုပေါင်းဆက်ဖွဲ့စည်းထားတဲ့တတ္တဝအနေနဲ့တော့မွေးခဲ့ကြတယ်နော်ဒါပေမဲ့လည်းငါတို့ဟာယုံနဲ့နံနှစ်ခုပေါင်းဆက်ဖွဲ့စည်းတဲ့တတ္တဝအနေနဲ့တော့မွေးခဲ့ကြတယ် can you accept it ဒါကိုမင်းတို့လက်ခံနိုင်ရလားဆိုတော့ yes sir သူတို့လက်ခံနိုင်ပါတယ်ဖေဟာလို့အဲဒီလိုပြောကြတယ် ။အဲလိုမှမယ်လေငါတို့ကလူသားဖြစ်ရုပ်နဲ့နှစ်ခုပေါင်းဆက်ထားတဲ့ရုပ်နဲ့နဲ့နဲ့ပေါင်းဆက်ထားတဲ့တတ္တဝါဖြစ်နေမွေးဖွားလာတာတော့အမှန်ပဲ။ဟုတ်လား။ဘယ်ဘာသာဟိုဘာသာဒီဘာသာဝင်ခဲ့တယ်လို့တော့ကိုမွေးစံကပြန်စင်းစားပေါ့။ဘသူမှမသိ။ကိုဘကိုတောင်မှဘုန်းကြီးမြဲပြောတဲ့စကားရှိတယ်။ဟို I was not I I didn't realize whether I was a boy or a girl. ငါကိုယ်တိုင်ဟာငါကငါမွေးတော့ယောက်ျားမိန်းမလားကိုမသိတာ how can you be how can you how can can i identify how can I identify with uh, one of the religion, Buddhist, Christian, Hindu, or Islam, Jew? အဲ့တော့အဲ့ဒီယောက်ျားလမိန်းမလာတော့မှာငါဘာငါမသိတဲ့ယောက်ျားလမိန်းမလာတော့မှာငါဘာတာမသိခဲ့တဲ့ဒီကလေးလေးဟာငါဘာငါဗုဒ္ဓဘာသာပဲခရိယံပဲလို့ဘယ်လိုလုပ်သိနိုင်မှာလဲ Unfortunately ကံအားလျော်စွာပဲ when we are born in a Buddhist society I may be probably Buddhist ဗုဒ္ဓဘာသာလူအဖွဲ့အစည်းထဲမှာเนาะကံအားလျော်စွာပဲဗုဒ္ဓဘာသာလူအဖွဲ့အစည်းထဲမှာမွေးဖွားတာတော့ငါဗုဒ္ဓဘာသာဖြစ်လာနိုင်ပွဲရှိတယ် You may be probably a Christian Jewish or Hindu or Hindu Muslim မင်းတို့ကိုယ်တိုင်လည်းပဲခရိယာ Muslim Hindu Jew ဆိုတဲ့နာမည်တွေ maybe ဖြစ်နိုင်ပွဲရှိခဲ့တာပဲမဟုတ်လားဒါဘုန်းကြီးတို့ကိုတရားမဟောခင်အ우ဆုံး introduction လုပ်ပြထားတာအဲ့တော့ ဘာလို့ဖို့လိုလာလဲဆိုတော့ who we are finally we have to find out who we are ငါတို့ဟာဘာလဲဘသူလဲဒီငါတို့ဆိုတာဘာလဲငါတို့ဟာစုံစမ်းဖို့စူးစမ်းဖို့မလိုဘူးလားနော်ဒါဒီလိုမျိုးဘုန်းကြီးပြောတယ်အဲ့တော့စူးစမ်းလိုက်တဲ့ how we when we try to find out who we are ကိုယ့်အကူငါတို့ဟာဘယ်သူလဲငါတို့ဟာဘာလဲဆိုတာကိုစူးစမ်းလိုက်တဲ့အခါကျတော့ we are composed of mind and matter we are composed of physical and mental phenomena နာရောကဘသူလဲလို့စူးစမ်းလိုက်တော့ယုံနဲ့နာနဲ့နှစ်ခုပေါင်းဆက်ဖွဲ့စည်းထားတဲ့တတ္တဝါပဲနော်ယုံနဲ့နာနဲ့နှစ်ခုပေါင်းဆက်ဖွဲ့စည်းထားတဲ့လူဆိုတဲ့တတ္တဝါပဲငါတို့ကနော်ဒါလို့ဆိုရင်သဘောပေါက်ပြီဒါလို့ဆိုရင်သဘောပေါက်ပြီယုံနဲ့နာနဲ့နှစ်ခုပေါင်းဆက်ဖွဲ့စည်းထားတဲ့တတ္တဝါပဲလို့ သူကပြောခဲ့တယ်လဲဆိုဗုဒ္ဓပဲ who said that we are composed of mind and matter physical matter phenomena who said that ဘယ်ကသူကပြောခဲ့တယ်လဲဆို the buddha is the only teacher who can talk about this the buddha is the only teacher who can talk about this ဗုဒ္ဓဟာဒီကြောင်းကိုပြောနိုင်တော့ the only teacher တဆူတဲ့တော့ဆရာဖြစ်တယ်ဒါငါတို့ဒီယုံနဲ့နံနဲ့ပေါင်းဆက်ဖွဲ့စည်းထားတာဘယ်လို့ ပြောနိုင်တာဒီဗုဒ္ဓပဲဖြစ်တယ်။ Where does it come from? Where does that yonna physical mana phenomena come from? အဲ့ဒီ yonna ဆိုတာဘယ်ဒေသနဲ့ရောက်လာခဲ့တာလဲ။ဘယ်ကရောက်လာခဲ့တာလဲ။ Oh who created the physical mana phenomena? ဘသူကဖန်တီးလိုက်တာလဲ။ So the Buddha said we are not created by anyone from we we came from any from nowhere but our action lie no our action good wholesome meritorious action. Now, huh? one of the eight types of meritorious, good, wholesome, wholesome consciousness. One of the eight type of good, meritorious, wholesome consciousness created us to be born in a human world. <laughs>

meritorious action, right? I was, I was created by my own meritorious wholesome actions. So I am related to my own meritorious and wholesome actions, and you are related to your own wholesome and meritorious actions, right? Between that, there's no one who created who, who created for us. Dijama, but do what not over Pandi Pilule. ဒီကုသိုလ်ကောင်းမှုနဲ့ငါတို့ဖြစ်တည်မှုကြာကုသိုလ်ကောင်းမှုနဲ့ငါတို့ဖြစ်တည်လူဆိုသောတရားသည်ကုသိုလ်ကောင်းမှုကြောင့်ဖြစ်တယ်ဒါပြီးခဲ့တဲ့ဘက်ကဘုန်းကြီးပြောခဲ့ပြီအဲ့ဒီကုသိုလ်ကောင်းမှုကြောင့်ဟလာကုသိုလ်ကောင်းမှုမဟာကုသိုလ်စိတ်ရှင်မျိုးတွေကတမျိုးမျိုးကြောင့်ဖြစ်တည်လာသောဒီလူသည်နော်မင်းလည်းမင်းလုပ်တဲ့ကုသိုလ်ကောင်းမှုကြောင့်ဖြစ်လာတာငါကလည်းငါလုပ်လိုက်တဲ့ကုသိုလ်ကောင်းမှုကြောင့်ဖြစ်လာတာ အဲ့ဒီကုသိုလ်ကောင်းမှုကြောင့်ငါတို့ဒီဖြူခြင်းညိုခြင်းငါတို့လုပ်ခဲ့တဲ့စိတ်စေတနာကုသိုလ်ကောင်းမှုလိုက်ဖြူခြင်းညိုခြင်းမဲခြင်းပူခြင်းရှည်ခြင်းဆင်းရဲခြင်းချမ်းသာခြင်းတွေကွာခြားသွားတယ်ဟုတ်ပြီလားဟာ this is the way i feel satisfied with the buddha's teaching when i study this in this mahagandaya monastery in mandalay amarapura အဲ့မှာကတော့ကျောင်းတိုက်ကြီးတော့မှာဘုန်းကြီးလေးလာတဲ့အချိန်မှာပဲဒါကိုငါဆက်ပြီးတော့သဘောပေါက်ခဲ့တာ i felt satisfied with this teaching ဒီဆုံးမနဲ့ငါကျင်တတ်ခဲ့တယ်။အဲ့တော့မင်းရဲ့ဖြစ်တည်မှုတွေလဲမင်းလုပ်တဲ့ကံနဲ့ဆက်နေပြီးတယ်မင်းလုပ်တဲ့ကံမဟာကုသိုလ်ရှင်ပါတဘာပါတဲ့ကစေနာကံနဲ့ဆက်နေပြီးတော့ငါရဲ့ဖြစ်တည်မှုကလည်းငါလုပ်လိုက်တဲ့မဟာကုသိုလ်ရှင်ပါတဘာပါတဲ့ကစေနာကံနဲ့ဆက်နေတယ် ဒါကြောင့်ငါတို့ဒီစေရနာအနိုင်အမြင့်အမြင့်စေရနာဆင်းရဲမှုချမ်းသာမှုစေရနာကြီးမားမှုအားနည်းမှုပေါ်မူတည်ပြီးတော့ငါတို့ဟာအယက်ရှည်ခြင်းအယက်ပူခြင်းအသားမဲခြင်းချမ်းသာခြင်းဆင်းရဲခြင်းကြွယ်ဝခြင်းမွေးတည်ခြင်းဆိုတာတွေ꽌ပြရခြင်းဖြစ်တယ်ဒီတော့သူတို့ wow is something different from the religious teaching that we follow ဟာတပည့်တော်တို့ထုံးစံတိုင်းလိုက်နာခဲ့တဲ့ဘာသာရေးတွေနဲ့ဒါမတူဘူးပြ yes of course of course of course, it will never be the same because the Buddha that I respect, that I followed for many years, he came from India. He didn't even agree with the Hinduism that was there in Hinduism before he came to the world. Hinduism ဗုဒ္ဓဆိုတဲ့တိတ္တထမင်းသားတိဗုဒ္ဓဖြစ်လာမဲ့တိတ္တထမင်းသားတိသဘောမတူခဲ့ဘူးအကုန်လုံးအဲဒါကြောင့်သူဟာ တီးတန့်ထွက်ပြီးတော့ရှာဖွေရာကနေပြီးတော့မှလွတ်မြောက်ရာလမ်းတစ်ခုကိုသူတွေ့လာခဲ့တယ်။အဲဒီလွတ်မြောက်ရာလမ်းကိုသွားတဲ့အခါမှာငါတို့ရဲ့ကုသိုလ်ကောင်းမှုတွေအကုသိုလ်တွေမကောင်းမှုအကုသိုလ်တွေကောင်းမှုကုသိုလ်တွေကနေငါတို့ကိုဘာဖြစ်စေညာဖြစ်စေဆိုပြီးတော့မှ determination လုပ်ပေးတယ်။ ဒီကြားမှာကောင်းကောင်းမှုကုသိုလ်နဲ့ငါတို့ရဲ့ကြားမကောင်းမှုအကုသိုလ်နဲ့ငါတို့ရဲ့ကြားမှာဆိုတော့စစ်တမနက်ဆိုလို့မရှိတယ်လို့ဘုရားသခင်ဖန်ဆင်းပေးနေဘုရားသခင်ဆိုတာကြီးလေမရှိဘူးငါတို့လုပ်တဲ့ကုသိုလ်ဒီငါတို့နဲ့ directly ချိတ်ဆက်နေတယ်ငါတို့လုပ်တဲ့အကုသိုလ်ဒီလည်းငါတို့နဲ့ directly ချိတ်ဆက်နေတယ်နော်ဒီအကြောင်းကိုဘုန်းကြီးရောက်တဲ့နေရာရောက်တဲ့နိုင်ငံတိုင်းမှာ မေးသူရှိတိုင်းဒီအကြောင်းကိုဘုန်းကြီးပြောပြလေရှိတယ်ဒီအကြောင်းကိုမေးလာတာကဘုန်းကြီး 2023ကမ္ဘောဒီးယားနိုင်ငံကိုရောက်တဲ့အခါမှာဘုန်းကြီးနာမအနီးကပြုစုဆောင်လျှောက်နေတဲ့ဆိုဖီးယားနဲ့အဲစတီဗင်ဟန်ဆိုတဲ့အဲ့ဒီလက်မယားနှစ်ယောက်ရှိတယ်။ကောင်းလေးကကမ္ဘောဒီးယားသားသို့တော်လည်းပဲအမေရိကန်မှာကြီးပြီးတော့အမေရိကန်လူမျိုးဖြစ်နေရှင်သန်ကြီးထွားလာတဲ့ကလေးကောင်းလေးတကားလေးဖြစ်တယ်။အမျိုးသမီးကတော့ကမ္ဘောဒီးယားအနွယ်တရုတ်ဖြစ်တယ်။သူတို့နှစ်ယောက်ဟာ စီဝါရေးပိုင်းမှာတော်တော်လေးပေါ့ပေါ့မြောင်ဖြစ်တယ်အဲ့တော့ဘုန်းကြီးကိုအနီးကပြည့်စုံကြတယ်အသက်အရွယ်တွေလည်းပဲ30ကျော်40ပတ်ဝန်းကျင်နေပဲဖြစ်တယ်အဲ့သူတို့မှာ16နှစ်သမီးလေးတယောက်အဲတသမီးအဲ3ယောက်ရှိတယ်ပေါ့လေဟိုမလေးညောင်းတဲ့ကောင်းလေးတယောက်အဲ့ဒီက16နှစ်သမီးလေးတယောက်ကဘုန်းကြီးကိုဒီနောက်ဘဝနဲ့ဆက်ပြီးတော့အပယ်လေးပါးနဲ့ဆက်ပြီးတော့သူ့မှာလက်ခံဖို့ခက်ခဲတဲ့အကြောင်းပေါ့ဒီဘက်ကလေးတွေအဲ့တော့ဘုန်းကြီးတေးချာရှင်းပြတဲ့အခါကျတော့အဲ့ဒီကလေးကသူလက်ခံလာတယ်ဟာ လို့ဆိုရင်တပည့်တော်တို့လုံနေတဲ့ကောင်းမှုတွေကအလကားဖြစ်မသွားတပည့်တော်တို့လုံတဲ့ကောင်းမှုဆိုတာတွေကအလကားဖြစ်မသွားပဲနဲ့တပည့်တော်တို့ ਨੇ တိုက်ရိုက်ချိတ်ဆက်ပြီးတော့တောင်းလျှောက်အကျိုးပေးနေတာပေါ့ဗျာလို့ yes of course of course of course ဘုရားဘာသာမိသားစုအတိုင်းဝိုင်းမှာမွေးဖွားလာတဲ့အတွက်နော်ဘုရားဘာသာမိသားစုအတိုင်းဝိုင်းထဲမှာမွေးဖွားလာတဲ့ကလေးဖြစ်တဲ့အတွက်ဓာရီကတော့ကြားဘူးနေတာသို့တော်လဲရှင်းလင်းသွားအောင်အစင်လာတွေကလွတ်မြောက်အောင်ကလေးကိုပြောနိုင်စွမ်းရည်မရှိတဲ့ခါကျတော့ကလေးမှာ သူစိတ်ထဲမှာအခက်အခဲဖြစ်နေတယ်။ဘုန်းကြီးလာတဲ့အခါမှာဘုန်းကြီးကဖွင့်ပေးပြီးတော့ကဲမင်းတို့ကြုံတော့ငါနဲ့တွေ့တော့မင်းတို့စိတ်ကိုပုတ်ပွင့်လင်းလင်းထားအားလုံးလည်းနားထောင်လို့ရတယ်။ငါတဘာဝအကြဆုံးရှင်းပြမယ်။အဲ့ဒီတဘာဝအကြဆုံးနဲ့မှာမင်းတို့ရဲ့ဗုဒ္ဓဘာသာဆိုတဲ့ဆံရယုံကြည်မှုနဲ့လည်းဆက်ကျင်ပဲမဖြစ်เสียရဘူး။ နော်မင်းတို့ရဲ့မင်းတို့လက်ခံထားတဲ့ဆိုင်းရဗုဒ္ဓဘာသာယုံကြည်မှုစံကျင်မှုမဖြစ်စေရတယ်လို့တခြားဘာသာတွေလည်းပုတ်ကတ်ခြင်းစုတ်ကားခြင်းမပါစေရဘူးကိုယ်တိုင်ချင်းနေနဲ့ပြန်ပြောတဲ့အခါမှာလည်းပဲစနစ်တကျပညာတတ်လို့ပြန်ပြောနိုင်ရပြန်ပြောတတ်စေရမယ်ဆိုပြီးတော့ဘုန်းကြီးပြောကလေးကအဲ့ဒါတွေမေးလာတဲ့အခါမှာဘုန်းကြီးလူဖြစ်ရတဲ့အကြောင်းကိုပြောပြတဲ့အခါဟာအဲ့လိုဆိုတပည့်တော်တို့က တတိတော်တော်ကဒီကုသိုလ်ကြောင့်ဖြစ်လာတာပေါ့မှန်တယ်အခုပြောတဲ့အချိန်မှာဘုန်းကြီးရှေ့ကပြောတဲ့အချိန်မှာနိုင်ငံခြားသားနိုင်ငံခြားမှာတော့အင်္ဂလိပ်လိုပဲပြောရတယ်အဲ့ဒါကိုကလေးကအင်္ဂလိပ်လိုတချို့နားလဲတယ်ဒါမှမလဲတာကိုဘာသာပြန်ပေးရတယ်ပေါ့နော်ဘာသာပြန်ပေးရတယ်ပေါ့အဲ့ဒါလူဖြစ်ဖို့အဲ့တော့လူဖြစ်ချင်းဖြစ်လူဖြစ်လာခြင်းဒီအဲ့ဒီကိုလုံးတဲ့မဟာကုသိုလ်စိတ်၈ပါးတဘာဘာနဲ့ဆက်ဆက်နေတယ်နော်ဒါချင်းချင်းလေးတန်လျာလွတ်ကြောင်းမပါသေးဘူးတဘာဘာနဲ့ဆက်ဆက်နေတယ်လူပဲထက်၍ထက်၍ဖြစ်ချင်းရင် ာမှဆူလဲမတောင်းနဲ့ဝက်လဲမပြူနဲ့အဲ့ဒီကောင်းမှုကုသိုလ်တွေထိုက်ရထိုက်ရလို့ရှင်းလားမသိဘူးနော်လူပဲထက်ခါထက်ခါဖြစ်ချင်ရင်ဒါကတပ်ပညုတ္တဖရာကြီးရဲ့အဆုံးမကြိုက်ချင်းကြိုက်မကြိုက်ချင်းနေအဲ့ဒါတပ်ပညုတ္တဖရာကြီးရဲ့အဆုံးမလူဖြစ်တာဒီမာကုသိုလ်စိတ်ရှိပါတော်ရင်တဲ့နတ်ပြည်မှာအစရင်နတ်ပြည်၆ထက်ဟလာလူပြည်တစ်ထက်ကာမတုဂရိကုံကာမတုဂရိဘုံခုနှစ်ခုမှာဖြစ်ပေါ်လာခြင်းဒီနော် အဲ့ဒီမာကုတ္တစိတ်၈ပါးတဘာပါကြောင့်ဖြစ်တယ်ဒီထဲမှာချွင်းချက်တွေနဲ့ခုနဟလာအဲဘွန်းတန်ကန်နေအာအရီဘာရီဒါရီရတော့ပါမယ်ဒါရီရတော့အသေးစိတ်တဲ့အခါသူရည်တဲ့ဆန်ဆန်တော့သို့တော်လဲခုဖုန်းကြီးတို့ကရိုးရိုးလူသားတွေနားလည်နိုင်တဲ့စွန့်ရည်ရှိတဲ့လူသားတွေဖြစ်တဲ့အတွက်အဲ့ဒါတွေမပါသေးဘူးနားလည်နိုင်တဲ့ပုံမှန်လူသားတယောက်ဖြစ်ဖို့အတွက်အဲ့ဒီတာဝရင်တာနတ်ပြည်၆ထက်နတ်ပြည်၆ထက်နဲ့လူပြည်အပါဝင်သည်မာကုတ္တစိတ်၈ပါးတဘာပါကိုလောက်ရတာဖြစ်လာခဲ့ကြတယ်နောက်ထပ်လူဖြစ်ချင်သလားနေမပါသေးဘူးနော် နိဗ္ဗာန်မပါသေးဘူး။နောက်ထပ်လူဖြည့်ချင်သလားအဲဒီမှာကုသိုလ်စိတ်၈ပါးကိုသေချာနားလည်အောင်သင်ယူပြီးတော့တထခထခကိုနဲ့ကိုစိတ်ကိုစိတ်နဲ့တစ်ထက်တည်းဖြစ်အောင်ပြုလုပ်ပေးရမယ်။ဆောဒီလူတယောက်စီဒီလိုနားလည်လို့ဒီလိုလှုပ်သွားရင်ဒီလူတယောက်စီသူ့ဘက်သူဘာလူမျိုးဖြစ်ဖြစ်ဘယ်နိုင်ငံသားဖြစ်ဖြစ်ဒီလိုနားလည်လို့ဒီလိုလှုပ်သွားရင်လောကကြီးထဲမှာကောင်းမှုတွေထွန်းကားမလားမထွန်းကားဘူးလားကိုယ့်ဘက်ကို reasonably critically စဉ်းစားဖို့ကောင်းတယ် reasonably critically စဉ်းစားဖို့ကောင်းတယ်ဟုတ်ပြီလားအဲ့တော့လူထပ်ဖြစ်ခြင်းနဲ့ဆိုရင်အဲ့ဒီမှာကုသိုလ်ရှိပါတပါးပါတဲ့ကအဲ့ဒီမှာဒါနပါမယ်သီလပါမယ်ဘာဝနာပါမယ်ပေါ့နော်ဒီစဉ်သုံးစဉ်ပါမယ်ဒါနပေးမယ်ကမ်းမယ်စောင့်မယ်ကျင့်မယ်ဘုန်းကြီးကြောင့်များအပါဝင်နော်အဲ့လိုပေးတဲ့ခမကနာသုံးလက်သက်တာကတဏ္ဍနာတံပြုတ်တံအသင်္ခါရိကံဧကံဆိုတဲ့တပါးရှိတယ်သုံးလက်သက်တာကတဏ္ဍနာဝိပုတ်တံဆိုတာရှိတယ်ဥပက္ခတကတဏ္ဍနာတံပြုတ်တံရှိတယ်ဥပက္ခတညာနာဝိပုတ်တံရှိတယ်ပေါ့ဒါကတော့အသေးစိတ်သွားရမှာနော်အဲ့ကလေးဒီပုံမှန်ဒီလားဒီ mati dia cikan luda dia aku tenang dia katalah tu lama bi. Ada kali yang nahl itu ada, pipi jenis cakap ni termilin oh nahl itu Do you know dia tu aku tu beli loya mahu. Yes of course of course. Wherever you are, in which tradition, which tradition, or which religion, which society you were born, you were that you can you you need just to do this with meritorious deeds, including dana, generosity, giving and sharing what you have with other people, happily အဲ့ချိန်မှာ happily and satisfactorily စိတ်ကျေနပ်စွာပျော်ရွှင်စွာနဲ့လှူဒန်းပေးကြမယ်။ဘုန်းကြီးကျောင်းနေပါဝင်နော် no? and see moral quality you have to follow the moral quality that will make you that will make you healthy and a long life healthy and long life အဲ့ဒီလိုသီလကိုစောင့်တည်ကြတာကြမ်းမာပြီးတော့ healthy ကြမ်းမာပြီးတော့အသက်ရှင်ခြင်းဆိုတာကိုအကျိုးပေးမယ် when you develop understanding เนาะအခုမြင် understanding ကိုပွားနေတယ်ဘာဝနာပွားတယ်ပေါ့เนาะဘာဝနာပွားတယ်တရားထိုင်တယ်ပေါ့မြင်လို့အထုံးစံတိုင်းပြောရင်တရားထိုင်တဲ့အခါကျတော့ you to try to develop understanding that understanding will make you wiser will will make you born a wise person အဲအဲ့လိုမျိုးတရား meditation တော့တရားကမ္မဋ္ဌာန်းပွားများနေတဲ့အခါမှာမင်းကို ပညာတက်ကြီးဖြစ်နေမွေးဖွဲ့စေမယ်အဲ့တော့ဒါနပြုခြင်းကြောင့်ချမ်းသာမယ်ကြွယ်ဝမယ်အပေါင်းသင်ပေါ်မယ်လာချမ်းသာကြွယ်ဝမယ်အပေါင်းသင်ပေါ်ခြင်းဆိုတဲ့အတိုင်းဝိုင်းထဲမှာမွေးဖွဲ့ပြီးတော့သီလဆောက်တည်ခြင်းအသက်ရှင်ခြင်းကျမ်းမာခြင်းတွေအတိုင်းဝိုင်းထဲမှာမွေးဖွဲ့မယ်ဘာဝနာပွားခြင်းကြောင့်ဉာဏ်ပညာကြီးတဲ့အတိုင်းဝိုင်းထဲမှာမွေးဖွဲ့မယ် Now this is the way that you have to do Now God can create for this for for you but no God can can do for you you have to do by yourself according to the Buddha's teaching according to the Buddha's teaching Buddha ရဲ့အဆုံးအမတော့ရမင်းကိုယ်တိုင်လုပ်ရမယ် ။အဲ့တော့အဲ့လိုပြောလာ Oh everything I have to do yes of course of course you are the master of yourself မင်းကိုယ်တိုင်ကမင်းဆရာပဲမင်းကိုယ်ရဲ့မင်းကိုယ်တိုင်ကမင်းရဲ့ရှင်သခင်ပဲ according to the buddha's teaching ဟုတ်ပြီအဲ့တော့လူဖြစ်ချင်းအဲ့လိုထက်ခါထားတော့ဟုတ်ပြီအဲ့တော့ကိုယ်ပိုင်ကညီမကြည့်ကြည့်လေတချို့ဆိုလို့ရှင်ဘာမှလူချင်းတန်းချင်းပေးချင်းကန်းချင်းလည်းမရှိဘူးဒီလားတွေလည်းဘာမှမသိဘူးဘာဝနာဆိုဝိဇ္ဇာဘာမှမသိပဲနဲ့ဟလာအာကုသိုလ်တွေကြီးလုံနေမယ်ဘာမှမသိပဲနဲ့ပဲမသိနိုးနန်းနဲ့နေသွားမယ်ဆိုလို့ရှိရင်နော် မတိနိုးနှမ်းနဲ့နေသွားရင်ချမ်းသာကြီးဝတဲ့တိုင်ဝဲမှာလည်းဖြစ်ဖို့မလွယ်ဘူးသိရှိကျမ်းမာတဲ့တိုင်ဝဲမှာပြန်လဲမွေးဖွားဖို့လည်းမလွယ်ဘူးဉာဏ်ပညာကြီးတဲ့တိုင်ဝဲမှာပြန်လဲမွေးဖွားဖို့လည်းမလွယ်ဘူးလူပြားဖြစ်ခဲ့သည်ရှိသောဒေါ်စာအကုသိုလ်စိတ်12ပါးတဲ့ကတဘာဘာကြောင့်ဖြစ်တဲ့စိတ်တွေနဲ့သာလှုပ်လို့ရှိရင်အပယ်လေးပုံမှာလှည့်ပြီးတော့ဖြစ်နေလိမ့်မယ်အဲ့ဒါလေကိုလောက်တာပဲအဲ့ဒါကိုဘာလို့သူသိရှစ်ပိုင်းလုံးလို့လူဖြစ်တယ်ဆိုလဲဖရားပဲဟောခဲ့တာဗုဒ္ဓပဲဟောခဲ့တာ အခုသစ္စာနှစ်ပါးတည်းကတဘာဘာလုံးလုံးမို့တရိစ္ဆာအပယ်လေးပါဖြစ်သွားတယ်သူလည်းဗုဒ္ဓပဲခေါ်ခဲ့တာအဲ့ဒီဗုဒ္ဓငါတို့ရဲ့ဆရာသမားကြီးဖြစ်တဲ့ဗုဒ္ဓခေါ်ခဲ့တဲ့ဇာတ်ရည်ကိုငါတို့ကနားမလည်လို့အစဉ်လာတိုင်းလျှောက်လုံးနားနားလည်ရင်ငါတို့ကလက်တွေ့ကိုလောက်ရမှာကြည့်ပဲဆိုတော့အဲ့ဒီကလေးက wow that's a great master ဆိုတော့ဆရာတော်တပည့်တော်တို့ကျေးဇူးတင်ပါတယ်ဗျအဲအရှင်ဘုရားတရားတွေကကြီးကျယ်မြတ်ပါတယ်ဗျာလို့ဆိုပြီးတော့ဏီကုန်ချုပ်ခဲ့ပါတယ်အဲ့ဒီကလေးလေးကလည်း ဒီကနေ့အထိနားလည်မှုအသိဉာဏ်နဲ့ဆက်လက်ရှင်းသင်နေသေးပါเนาะအဲ့တော့အခုတို့စိတ်12ပါးရှိပါတယ်အဲ့ဒီ12ပါးတဲ့ကတပါးပါးကိုလောက်ရဲ့အပယ်၄ပါးမှာလှည့်ဖြစ်ရပါမယ်အခုတို့စိတ်12ပါးเนาะလောဘပေါ်ခြေခံတဲ့စိတ်က၈ပါးဒေါသတော့ဒေါသပေါ်ခြေခံတဲ့စိတ်က၂ပါးလောဘပေါ်မောဟပေါ်ခြေခံတဲ့စိတ်က၂ပါးအဲ့ဒီစိတ်တွေလို့လောဘပေါ်ခြေခံတဲ့စိတ်၈ပါးကြောင့်လောက်ရင်ပိတ်တယ်နဲ့သူတွေကမှဖြစ်ရမယ် လောဘဘောခြေခံပြီးတော့လာဒါကိုကိုကိုတွေးနေဖြစ်လိမ့်မယ်လောဘဘောခြေခံနေဆိုတာလိုချင်တာငါ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 ပဲငါပဲအကုန်သိမ့်ပိုက်ချင်တာငါပဲရချင်တာတဲ့ငါမှဖြစ်ရမရကိုရမမရရင်တတ်မယ်ဖြတ်မယ်အဲ့ဒါလောဘဘောခြေခံတာအဲ့ဒီစိတ်ရှစ်ပါးနဲ့လုံနေတယ်မြတ်လုံမှုစိတ်ရှစ်ပါးနဲ့လုံနေတယ်မြတ်အဲ့ဒီလူဒီပိတ်တာသူတွေကမှဖြစ်မယ်ဒေါသမှုစိတ်နှစ်ပါးနဲ့လုံနေတယ်မြတ်အဲ့လူဒီငရဲကြမယ်မောမှုစိတ်နှစ်ပါးပေါ်ခြေခံလုံနေအဲ့လူဒီ တရိษံဘုံမှာဖြစ်မယ်အဲ့ဒီအပယ်၄ပါးမှာဖြစ်တာဒီအဲ့ဒီအကုသိုလ်စိတ်၈ပါးတပါးပါးကိုချိန်ခံရလို့တော့ကြောင့်ဖြစ်တယ်အဲ့ဒါဆိုလို့ရှိရင် လူပါကြောင့်ဖြစ်ရတယ်လေအပယ်၄ပါးပါကြောင့်ဖြစ်ရတယ်လေလူပါဝင်ကမ္မတုပ္ပတိ9ဘုံဖြစ်တဲ့နတ်ပြည်မှာပါကြောင့်ဖြစ်ရတယ်လေဆိုတာအလုံးအပိုင်းနှစ်မှာပြည့်စုံသွားပြီလို့ဘုန်းကြီးမှတ်ယူပါတယ်အထူးဖြစ်တော့ဒီတရားစီ16နှစ်သမီးလေးကမေးလိုက်တဲ့ဇာကားမို့လို့ ငယ်ရွယ်သူတွေကိုအထူးရည်ရွယ်ပါတယ်ငယ်ရွယ်တဲ့သူတွေတည်တည်ချာချာနားထောင်လေ့လာပေးပါလို့ဘုန်းကြီးမြတ်တာနဲ့တိုက်တွန်းခြင်းပါတယ်ဝါကျုကာလမှာအလုံးကိုစိတ်နှပြကြမှာချမ်းသာ၍နော်ကြံတဲ့နှစ်ကုံထီအောင်ကြံမှခြင်းချမ်းသာခြင်းများနဲ့ပြည့်စုံကြပြီလို့ရှိသည်မြတ်ဆန္ဒအလုံးပြည့်စုံကြပါစေလို့ပြောရင်နေကုန်ချုပ်ပါနော်